မင်္ဂလာပါရှင်။မောင်နှမမ YouTube Channel လေးကနေနှွေးထွေးစွာကြိုဆိုလိုက်ပါရယ်။ခြာချင်းညီပူလေးရေးသားထားတဲ့ကြည်ပြာရောင်လိန်မော်ရောင်မဟောဂနီရောင်မတိုင်များဆိုတဲ့ခင်းသွားဆောင်ပါလေးရဲ့နောက်ဆုံးပိုင်းကိုဖတ်ပြပေးသွားပါမယ်နော်။ဒီပိုင်းမှာတော့ဆလင်းကနေအပြန်ပကံပုတ်ပါဖက်ကိုခြေဆန်းကြမယ်နော်။ ူလအစီအစဉ်ကတော့ဇလင်းမာကထိန်ခင်းပြီးရင်ကျွန်တော်တို့မင်းဘူးစကုဖက်ကပြန်မယ်မန်ဆက်တော်ရာကို အချိန်ရရင်ဝင်ဖူးမယ်စကက်တဲငကပွားအိုင်ကိုဝင်လေးလာကြမယ်စကုမှာရှိတဲ့ဆာရေးဆရာကိုအေးမင်းဆိုင်ဆရာကိုအေးမင်းစောကိုဝင်နှုတ်ဆက်ကြမယ်။အမေကကိုအေးမင်းစောအတွက်အမွေးဘွားတရုတ်ဆောင်တစ်ထည်လက်ဆောင်ထည့်ပေးလိုက်သေးတယ်။ ကျွန်တော်တို့မူလအစီအစဉ်ကိုပြောင်းပြီးပကံပုတ်ပါဖက်လဲပြန်ဖို့စီစဉ်ကြရတယ်။ဆရာတော်နဲ့ကိုလင်းတို့ ကုခတ်မောင်ကြီး၊ဘိုင်ကြီးတို့ကမူလအစီအစဉ်အတိုင်းဆက်လင်းမှနောက်ထပ်တညထပ်အိတ်၊ကြပြာရွတ်ကြ၊စပီအကြောင်းဆွေးနွေးကြလုပ်စီခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ပကံမှာညသွားအိတ်ကြဖို့ဆုံးဖြတ်ခဲ့ကြရတယ်။ဆက်လင်းသားတွေရဲ့နှွေးထွေးဖော်ရမှုကိုဥပိ္ပခာပြုတာမဟုတ်ကြောင်းဆရာတော်ကိုတည်တည်ချာချာရှောက်ထားကိုလင်းတို့ကုခတ်မောင်ကြီး၊ဘိုင်ကြီးတို့ကိုလည်း သဘောပေါက်အောင်ပြောပြရတယ်။ဆလင်းကနေပြန်ထွက်တော့နေ့လယ်12:15မိနစ်ရှိပြီးကျွန်တော်တို့မလာခင်တုန်းကစက်သွန်လီးယာမှာလဲဝင်ပါခင်းချင်းသီးတွေရေဝင်စေထမင်းချက်တဲ့ရောင်မကြီးကင်ပြီးချောင်းဝမှာထွက်မျောနေတဲ့ဆရာတော်ဦးဆန်နီးမှမတရားတဲ့မျက်နှာတော်နဲ့ကျောင်းဝမှာကြံခဲ့တယ်။ခိုလင်းတို့ကိုခမောင်ကြီးတို့ကတော့ကားနာထီလာပြီးနှုတ်ဆက်ကြတယ်။အလို့သူတို့ရဲ့လက်ဖွားတွေပူမေးလို့နေပါလား။ ဇလင်းသူဇလင်းသားတွေမန္တလေးကလူတွေအကြောင်းပြောနေရကြလေသလားတော့မသိဘူးကျွန်တော်တို့တွေကတော့ဇလင်းသူဇလင်းသားတွေအကြောင်းနဲ့ဆရာတော်ဦးစံနီမအကြောင်းတလန်းလုံးပြောလာခဲ့ကြတယ်ကထိန်ခရီးမှာဥစံနီမှာတလောင်အမီတင့်လွင်ကျော်ဖြိုးစလင်းရဲ့ဘွဲတော်ပြီးရင်ဒုတိယပြောဖြစ်ကြတဲ့နာမည်ကတော့ဟူလင်းပါပဲ ကိုလင်းကကျွန်တော်သိခင်မင်းရင်းနှီးတဲ့ကိုနီရဲ့အကူပေါ့ဒီကထိန်ကိုကိုနီပါလိုက်လိုက်ပါလာဖို့ပဲအင်ဂျင်နီယာကိုနီကရန်ကုန်မှာဆောက်လုပ်ရေးအလုပ်တွေများနေတာကြောင့်သူမလာနိုင်ဘူးသူမလာနိုင်တဲ့အခါသူ့ကိုစားသူ့အကူတွေညီတွေသူမတွေကိုမန္တလေးစာပေအဖွဲ့ကိုဂယုတဆိုင်ဆောင်ရှောက်ဖို့မှာထားတာလေကိုနီဩဇာကြီးတာလည်းဖြစ်နိုင်တယ်လို့သူတို့ညီအကူတွေကလည်းအဲဝို့ကြည်တတ်ကြတာလည်းဖြစ်နိုင်တယ်အားလုံးကနွေ့နွေ့ထွေးထွေး ရှိလာတယ်။ချက်လင်းမျိုးမှာပမ္မန်နေကြဥထွန်းတင်ចောင်းဆရာမကြီးဒေါ်မြတန်ဆိုရင်မတိသူမရှိတလို့ဥလေးနဲ့တော်တော်တို့ရဲ့သားတွေဖြစ်ကြတဲ့ကြော်ခိုင်ဝင်းခေါ်ကိုဝင်းကြော်မြိုင်လင်းခေါ်ကိုလင်းကြော်နိုင်မင်းခေါ်ကိုနီဆိုတဲ့ညီအကိုကိုမတိသူရှားတယ်။ဒီညီအကိုတွေကဇက်မင်းသားတွေဆိုရင်ကြော်ညီအကိုတွေလို့ခေါ်ကြရမယ်ထင်တယ်။ သူတို့ညီအစ်ကိုကုခမောင်ကြီးဘိုင်ကြီးနဲ့ကျွန်တော်ကတရက်တက်ကတူမှာရေးဆဲဆောင်ကြတာလေကိုနီးကုခမောင်ကြီးဘိုင်ကြီးနဲ့ကျွန်တော်တို့ကတော့တူဦးတဲ့စားပေါ့သူတို့ညီအစ်ငယ်ကိုပူတူမတ်မျိုးမျိုးတို့နေမရပါကထိန်လာခင်းကြတဲ့ကျွန်တော်တို့စားဖို့ဟင်းတွေပို့တဲ့အထဲပါကြသေးတယ် ကျွန်တော်တို့ပကံရောက်တော့ညနေ3နာရီခွဲလောက်မှာရောက်ကြတယ်။အိတ်တိပြင်းများဒေဝကုရုကျောင်းမှာစတဲ့ချကြတယ်။ကမထမ်းရိတ်တာမို့မျိုးသမီးနဲ့ကလေးတွေအတွက်ရော အမျိုးသားတွေအတွက်ပါတီးတန့်အခန်းတွေရကြတယ်။အစစအစဉ်ပြေအောင်ကျောင်းကစီစဉ်ပေးတယ်။ ကျွန်တော်တို့ကိုကျော်ရင်မြင့်တို့မိသားစုဆ iam မမိချမ်းဝေတို့တဲခိုကြတဲ့အခန်းရဲ့ကုတူရှင်ကမန္တလေးမြို့လမ်း80ထွန်းစတိုးကဥတင်မောင်ထွန်းဒေါ်ဘီတို့လူဒန်းထားတဲ့ရိတ်တာဖြစ်နေတယ်။ဟန်အောစရာတိုက်ဆိုင်လွန်လာတယ်။ထွန်းစတိုးမိသားစုရဲ့ကုတူအဒရက်တာရုခွန်မိတယ်လို့မဘီကောင်းရမွန်ရအရက်ကနေကျွန်တော်တို့မျှဝေတဲ့ကုတူတွေကိုတာရုခွန်နေမှာကြားရောင်မိတယ်။ ကျွန်တော်တို့အဋ္ဌိပညာဒေဝကုဟုကြောင့်မရာသက်ပန်ဆွန်ပရိတာပင်စက်တသောစုပေါင်းလူဒန်းကြပြီး23ရက်နိုဝင်ဘာအာယုံဆွန်လောင်းဖို့ပါစီစဉ်ကြတယ်။အခန်းထဲမှာပစ္စည်းတွေချအနားယူနေကြတော့မော်မင်းတန်းကပင်မန်းခဲ့သမျှအမောပြေအောင်ဂီတာတီးပြီးတခြင်းဆိုတဲ့ကုခင်ဝမ်ကုခင်မောင်တိုးနဲ့ကချင်တိုင်းရင်းသားတယောက်တီးဆိုခဲ့တဲ့တခြင်းတွေဆိုတီးတီးနေပါလေရော့။ မကြီးပင်တွေအုပ်ဆိုင်ပြီးတိတ်ဆိတ်လာတဲ့ရိတ်တာအတွင်မှာမော်မင်းတန်ရဲ့ဂီတာဂီတာတန်ကတူးတူးညင်ညင်သာ ပြန်လွင်နေတယ်ခဏနေတော့တယ်လီဖုန်းမိသံကြားလို့နားထောင်လိုက်တော့ကိုနေဝင်းမြင့်မန္တလေးကဆက်နေတာတဲ့ဆ ्याम မခင်ခင်သူရဲ့ဖက်စိန်ကွန်းတောင်ဝိထုတို့များစာအုပ်အမျိုးသားစာပေစုရတဲ့အကြောင်းလမ်းပြောတာ ကျွန်တော်ဝမ်းတာမိတယ်ဆရာမခင်ခင်တို့အတွက်ဂုံယူဝမ်းမြောက်တဲ့အကြောင်းပြောပြီးအနားမှာရှိတဲ့ကိုစုငက်နဲ့ဆရာညီစင်မင်းတို့ကိုတယ်လီဖုန်းလက်ဆင့်ကမ်းလိုက်ပြီးကိုညိုလုံးတို့ဖိုးနောက်ဘူးကိုင်းတို့ကိုဝမ်းတာစရာတင်ပြပြောရတယ်ကိုကျော်ရင်မြင့်ကရိတ်တာယုံမှာအဲ့စင်းပုံစံကိုဖြစ်နေရပြီးမိချမ်းဝေကတော့ရီချိုးနေလို့ကိုနေဝင်းမြင့်နဲ့စကားမပြောလိုက်ရဘူး ကျွန်တော်တို့နာမည်ကြီးတဲ့ပကံမျိုးရဲ့နေဝင်ချင်းကိုခန်းစားခွင့်ရတော့မှာလीရေချိုးနေသူတွေအိမ်ယာပေါ်မှာအညောင်းဆက်နေသူတွေကိုနာမည်ကျော်ပကံဆန်းဆက်ကြည့်ချင်ရင်အခုပဲသွားတော့မှာလို့ပြောပြီးအနားမှာရှိတဲ့ဖျားကုန်းကမှုလေးပေါ်တက်ခဲကြတယ်ပကံမျိုးထဲရောက်ကတဲ့ကတက်ရောက်ဖူးညော်ခွင့်ရှိတဲ့ဖျားမြင့်မြင့်တွေအပေါ်မှာကဘာလက်ခီးတဲ့တွေပကံမျိုးရဲ့နေဝင်စည်းစာကိုစောင့်ကြည့်ကြမယ်လို့နေရာယူထားကြပြီးတချို့ကလည်းမိုးပြန်ဘူးကောင်း စီးပြီးပကံအလှကိုကောင်းငင်က တက်ကြည့်ကြတယ်။တချို့ဧည့်သည်တွေကမော်တော်ဘုတ်ငါးပြီးအရာဝတီမြစ်ထဲမှာမော်တော်ဘုတ်စီးရင်ပကံမျိုးရဲ့စီးစာအလှကိုခံစားကြတယ်။တန်းကြီးတောင်တန်းကအင်ထရီကြီးကြီးနဲ့လဲလျောင်းနေတယ်။တောင်ထွန်းနေတဲ့မြစ်ထဲမှာမီးသင်းပေါ်ဟန်ဆောင်ထားတဲ့တင်မောတစင်းကအသီးစားပြင်ဆင်မှုတွေလုပ်နေတယ်။ခတ်ဝေဝေကဆဲလဲတန်လေးကလီအတိုးလိုက်မှာတချွင်ချွင်မီးတန်းကြားနေတယ်လေ။ ညနေခင်းနဲ့ပဏံရလာတဲ့ဆဲလဲတန်ပေါ့ဆဲလဲတန်အမိနဲ့ကျွန်တော်တို့အပါတိုးဝိတိုက်ခတ်သွားတဲ့လေးပြီးလေးညင်းနဲ့စီချက်ညီလာတယ်ဖခင်တွေလည်းလိန်မော်ရောင်မော်မင်းတန်ရဲ့ဂီတာတန်မှလည်းလိန်မော်ရောင်ကျွန်တော်တို့အသားအရောင်တွေလည်းလိန်မော်ရောင်လိန်မော်ရောင်ရှားဆောင်တွေနဲ့လိန်မော်ရောင်ပကံညနေပါလား ကျွန်တော်တို့တွေအလုပ်တွေတောကတွေဖြစ်စီမှုတွေမန္တလေးမှာထားခဲ့ပြီးလှပတာရတဲ့ပခင်ညနေကိုခန်းစားနေကြတယ်။အသက်တွေပြောင်းလဲသွားတယ်ခွန်အားတွေတိုးလာတယ်လို့ပဲ။ ်အရာရီမြေပကံဖျားတွေတန့်ကြည်တောင်အလားနေမော်ရောင်ညနေခင်းအလားပေါင်းစုံပြီးမင်္ဂလာရှိတဲ့ညနေခင်းမှာနမတယောက်ဖြစ်တဲ့ခင်ခင်ထူးအမျိုးသားစာပေစုရတဲ့တဲ့င်းဟာပို့ပြီးစက်တရီတိုးလာတယ်လေဓပုံတွေရိုက်ပြီးမှတ်တမ်းတင်ကြတယ်ကျွန်တော်စိတ်မှတ်တမ်းထဲမှာဒီလိုစက်တရီရှိလာတဲ့ညနေလေးကို အမြဲအမှတ်ရနေလိမ့်မယ် ပကံမှာကျွန်တော်တို့လိုပဲကထိန်ခင်းအပီးအပြန်ဖျားဝင်ဖူးချတဲ့အဖွဲတက်ဖွဲနဲ့ဆောင်ရတယ်။အမရပူရာမျိုးကတင်ကြီးရွှေဝါအထယ်ဆန်းမိသားစုပါ။ကျွန်တော်တို့ဆလင်းကိုလာကြတဲ့နေ့မနက်မှာတင်ကြီးရွှေဝါမိသားစုတွေလည်းကထိန်လူဖွဲ့ပစ္စည်းတွေအများပြည်သူကြီးညိုရအောင် ထိတ်ဆွဲထားရကားဖြုတ်ပြီးကားပေါ်တင်ဖို့ပြင်ဆင်နေကြတာတွေ့ခဲ့ရတယ်။သူတို့ကပုတ်ပါးမှကထိန်ခင်းပြီးရကန်းအလုတ်သမားတရာကျော်ကားငါးစီးနဲ့ပကံကိုဖျားဝင်ဖူး းကြတာလေပကံမှာစားကြတဲ့ညစာကကျွန်တော်တို့ချက်မစားကြတလို့ဆိုင်ကဝယ်စားကြတာလည်းမဟုတ်ဘူးဇလင်းညောင်နဲ့ပင်ဆက်ရတော့ထည့်ပေးလိုက်တဲ့ထမင်းတွေဝက်တာဟင်းလေးချက်ငချောက်ကြော်နဲ့ပဲဒီချင်းတွေပါလာတယ်ဇလင်းမျိုးဝက်တီးကန်ထဲကခူးလာတဲ့ကြာဘက်တွေလည်းပါလာတာကြောင့်ကြာဘက်ထဲမှာထမင်းတွေဟင်းတွေထည့်ပြီးကြာနဲ့တင်းနဲ့ပကံဘူးဖေးညစာစပွဲတည်ခင်းကြတယ် ။ပကံဘူးဖေးညစာကိုအားရပါရစားရင်ဆက်ရတော့ကိုငချောက်ကြော်ကြော်ပြီးတဲ့ဒကဒကမကြီးတယောက်ရဲ့စကားကိုလည်းပြန်ကြားရောင်မိတယ်။ငါချောက်တော့အကုန်ထဲမပြေးလိုက်ဘူးချန်ထားသေးတယ်နင်တို့ဖုန်ကြီးကတိတ်တဘောကောင်းတာရှိတာအကုန်ချကြွေးပြင်မှာဒါကြောင့်ချန်ထားရတယ်တဲ့အခုလဲဖုန်ကြီးထည့်ပြေးလိုက်တဲ့ဟင်းတွေကျွန်တော်တို့တဝစားပြီးကြပြီမကုန်သေးဘူးမနေ့ဖြန်မနေ့စအထီစားကြရအောင်ပါလေ ပကံညလေးမိတွေထိန်လင်းနေတယ်။ ဖျားဖူးတချို့ဖြူဖြူဖြောက်ဖြောက်တွေ့ရတယ်။ရွှေစည်းကုံဖျားမှာတရားပွဲကျင်းပနေတယ်။အလိုတော်ပြည့်ဖျားကိုတော့အဲ့ဒီညမှာပထမဆုံးဖူးဖူးတာလေ။ဖျားပရဝုံကကြကြပြန့်ပြန့်နဲ့တန့်နေတယ်။အအေးထက်ကပကံမျိုးကိုလွှမ်းခြုံနေတယ်။ရွှေစည်းကုံဖျားမှာဆဲလဲတန်တလွင်လွင်ကြားနေရတော့ကိုညိုလုံးရဲ့အမွာကလေးနှစ်ယောက်ထဲကအသားငယ်လေးကကြောင်မြင့်ရုပ်ကြီးစီးချင်နေဆိုလို့ကြောင်မြင့်ရုပ်ကြီးရဲ့ကြောကုန်းပေါ်တင်ပေးရတယ်။အနားမှာတော့ရွှေစ စည်းကုံဖျားသမိုင်းကိုအင်္ဂလိပ်မြန်မာနှစ်ဘာသာပြောပြချင်နေတဲ့ကလေးတယောက်ကကျွန်တော်တို့အနာကမခွာဘူး။နုံမွားတဲ့ကလေးတယောက်အမေနုပိန်ကိုဇုကက်ဇုတရကက်ဆုနေတယ်လို့ပဲ။ပကံမအိရတဲ့ညဟာနိမ့်နိမ့်ချိုက်ချိုက်အိပ်ပျော်တဲ့ညပဲမမီးကိုအိမ်မက်ထဲမြင်မက်ဖို့ကောင်းတယ်ဒါပေမဲ့အိရပြက်ခဲတဲ့ညတွေများတော့ဘာအိမ်မက်မှမမက်ဘူးတကယ်လို့မက်ခဲ့ရင်လေမှန် မှန်ကောင်တာတဲက secret တွေကိုခဏခဏယူတောက်တတ်တဲ့သူခင်ပွန်အကြောင်းကြီးပြောပြတာကိုမတ်မဲထင်ပါရဲ့ဒါမှမဟုတ်ရင်လည်းမဘီကိုကျွန်တော် rap river ရဲ့ barbara ကပြားကိုရွတ်ပြမိလိမလားမနဲ့အာယုံဆွန်းလန်းဖို့လာနိုးတော့ကိုကျော်ရင်မြင့်ကြိုင်းကြိုက်ထထန်ကြလိုက်ရတယ်ကျွန်တော်ကမျက်နှာတင့်နေတာနဲ့ဆွန်းလန်းတာကိုမကြည့်ညိုလိုက်ရဘူးလက်ဖက်ပဲကြောပေးရွားတွေလောင်းလှူတတဲ့ မနက်စောစောစာကိုဆလင်းစရာတော့ထည့်ပြီးလိုက်တဲ့ထမင်းတွေဟင်းတွေကိုကြော်စားကြဖို့စီစဉ်ထားတယ်။ပဲပြုတ်ပဲဝယ်ရတယ်။ဒဲဦးကရိတ်သားမှာအစင်သင့်ခင်းလဲရှိတယ်။ ။ထမင်းကြော်ဖို့စီပဲမှာလဲ။ရိတ်တာကတီလာရှင်ဆရာလေးစီကစီနေနေပြန်အလူခံရတယ်။စားကရောကျွန်တော်တို့မှာစားလဲမပါဘူး။စားကတော့အတူတူတဲဘက်တိတ်ကြီးရွှေဝါအထယ်ဆက်ယုံကမိတ်ဆွေတွေကကူညီတယ်။မိတ်ဆွေတွေကအခုမှမိတ်ဖွဲ့အခုမှမိတ်ဆွေဖြစ်ကြတဲ့သူတွေတတ်တတ်လို့စားသူတွေအတွက်ပဲနဲ့ထမင်းနဲ့အရင်ကြော်တယ်။သူတို့ဖို့ပြီးတော့တတ်တတ်ဖယ်ထားပြီးကျန်တဲ့ထမင်းတွေကိုဝက်သားဟင်းလေးချက်ငချောက်ကြော်တွေထည့်ပြီးကြော်လိုက် တယ်။ဂျာဘက်တွေကမနှွမ်းသေးဘူး။မနက်အစောစာ address ဂျာဘက်တွေဟာဆောင်းရနေနဲ့လက်ဆက်နေတော့မယ်။ငငယ်ကဘောလုံးပွဲတွေနဲ့တက လိုက်ကစားဘူးတာရော ထောင်ထဲနေခဲ့ဘူးတဲ့အတွေ့အကြုံအရနောင်စားရမယ့်အစားကောင်းအတောက်ကောင်းကိုမျှော်တွေးမနေပဲလက်တလောရှိတာကိုအဝါစားထားဖို့တင် जा ထားတယ်လေ မနက်အစောစာအိမ်မှာလဲထမင်းစားကြတာဈေးပညာရှင်ကျန်းမာရေးပညာရှင်တွေကမနက်အစောစာကိုဝဝစားရမယ်လို့ဆိုကြတကူမနက်စာစားရင်စကံဝါပန်းနဲ့တင်းတင်းလေးရှူဆိုင်မိပါပေါ့အိုးတင်းကြီးရွှေဝါရက်ကန်းသမလေးတွေရဲ့ခေါင်းထက်မှာတင်းကြီးရွှေဝါစကံဝါပန်းတွေဝေလို့ပါလား ဗကင်အာနန္ဒာဖေယမနဲ့စောစောပူပြီးတော့ကျွန်တော်တို့ပုပ်ပါကိုခရီးဆက်ကြတယ်။ခရီးငွေကအပြန်အမေကိုပါခေါ်ပြီးမိသားစုနဲ့အတူပုပ်ပါကိုရောက်ခဲ့တယ်။1999ခုနှစ်ကုန်ခန်းကြီးမှာပေါ့ပကြီးကိုမျိုးညွတ်ဆရာမောင်တီပုပ်ပါအခြေမှာပကြီးကားတွေလာရင်းနေတော့ကပါအဲ့ဒီ ဒီတစ်ခေါက်တော့ရေးဖို့ရေးဖက်တွေရောသူတို့ရဲ့မိသားစုဝင်တွေနဲ့ပါပုတ်ပါးကိုတပြော်တပါးကြီးလာကြတာပုတ်ပါးမျိုးမှာကာခဏရက်တော့မကလာတီဩစာတီတမောတီတဲ့တွေရနာမင်းကျော်ကိုဝိုင်းအောင်လာကြတယ်မလကာတီအကြီးတွေကတလုံး90တဲပါတပန်းလုံးယူရင်200နဲ့ပြီးလိုက်မယ်တဲ့ တောင်ကလက်အနီးမဆောက်တဲ့ကားလမ်းအစမှာကျွန်တော်တို့တစ်ခွေလုံးကားပေါ်ကဆင်းပြီးခြေချင်းလျှောက်ကြတယ်။အညောင်းပြေတာပေါ့။တောင်ပေါ်တက်ကြမယ်လို့တော့လေမြောက်ဆာရောင်သူတွေဖျားပန်းနဲ့ပန်းရောင်သူတွေဝိုင်းအောင်လာကြတယ်။ပန်းတစီမ90တဲပါအကူမြောက်ဆာဝယ်သွားပါအောင်ဈေးဥမပေါက်သေးလို့ပါအကူရဲ့မြောက်ဆာတထုံးမှ20တဲပါတောင်ပေါ်မှာမြောက်အကောင်900ကျော်ရှိပါတယ်။ဝင်းနေဝင်းနဲ့ဖျားတွေလှူဖို့ပန်းဝယ်သွားပါအောင်ဦးလေး နည်းနည်းလဲလဲဝဲဝဲရှိတဲ့ဈေးတွေကအကူခေါ်ပြီးအယူခံဈေးတွေကဦးလေးခေါ်ပြီးပန်းတွေမြောက်စာတွေလိုက်ရောင်းကြတယ်။ပူပားတောင်ကလပ်ကိုလူငယ်တွေနဲ့အတူကျွန်တော်တက်ခဲ့တယ်။သူတို့ကတော့နာနာနီနီတက်ကြတယ်။ကျွန်တော်ကတော့ကိုတက်လုံးကိုကျမ်းမကြီးကိုဆန်းစစ်တဲ့အနေနဲ့မနာတမ်းတက်ခဲ့တယ်။လူငယ်စိတ်ပြန်ဝင်လာတယ်။ဘယ်သူ့ကိုမှပြိုင်နာဆိုင်တာမဟုတ်ဘူး။ကိုကိုကိုပြိုင်တာဆန်းသက်တာကျွန်တော်ကမနာတော့တောင်ပေါ်ကိုအရင်ဆုံးရောက်တာပေါ့ ါ့အဲ့ဒီနေ့ကနေမပူဘူးမိုးအုပ်နေတယ်။ပကံမှာမိုးဆက်မိုးပြောက်လေးတွေတောင်ကျလိုက်သေးတယ်။နေမပူတော့ပင်ပန်းထနည်းနည်းတက်တာတယ်။ကမာလက်ခီးတယ်တွေရောမြန်မာပြည်အရရက်ကဖျားဖူးတွေပါလာရောက်လဲပန်းကြတဲ့ပုတ်ပါတောင်ကလန်မှာအမြင့်တနေရတောင်ထွန်းအနားရောက်ခန်းကြီးမြောက်သေးစော်အနံလာတယ်။ဝင်းစာကွင်းပိတ်မြောက်ကျင်ငယ်နဲ့ ်ပင်ပင်ပန်းပန်းမောပန်းလာချိန်မှုအသက်ကိုခက်ပြင်းပြင်းရှူနေရချိန်မှာအဲ့ဒီအနံ့ကအတော်ဆိုးတယ်တောင်ကလက်ရဲ့တာယာမှုကိုအနောက်အရှက်ဖြစ်စေတယ်လေကျွန်တော်ကိုပေါပားတောင်ကလက်အမြန်ဆုံးအရင်ဆုံးရအောင်တွန်းပို့လိုက်သူနှစ်ဦးရှိတယ်တဦးကကျွန်တော်ကိုယ်တိုင်ပါပဲနောက်တဦးက တောင်နောက်ဆိုတဲ့ရွာကလေးကိုလွမ်းတဲ့စိတ်ပုတ်ပန်းတောင်ကလပ်ကိုရောက်တိုင်းကျောင်းပောင်မြူနာလေးကတောင်နောက်ရွာလေးကိုလှမ်းမြော်ကြည့်ရင်အလွမ်းဖြေမိတယ်။အဲ့ဒီရွာမှာကျွန်တော်မိတ်ဆွေရင်းတွေရှိတယ်။သူတို့ကြွေးတဲ့ထမင်းတွေကိုတတိယတိုင်းကျေးဇူးတင်မိတယ်။ရေဘက်စခန်းကပြန်လာတဲ့ရုံတင်ရွှေဆိုတဲ့မိတ်ဆွေနေတဲ့တောင်နောက်ပေါ့။နာမည်ရင်းကားတော့တင်ရွှေပါပဲ။ရေဘက်စခန်းမှာရုံအထောင်တော်လို့ရုံတင်ရွှေလို့ခေါ်တဲ့ ဈေးကိုရောင်ကြီးခြေကံပြီးหนีခဲရလာကိုပဲငတ်ဖျားကရွာအထိပါလာသည်တဲ့ဘကူးယုံမငတ်ဆိုးလိုက်ပုံကိုရုံတင်ချွေကပြောပြဘူးတဲ့ရုံထောင်တာကျွမ်းကျင်တော့ထောင်မူးထောင်ပိုင်ကသူ့ကိုရုံခဏခဏအထောင်ခိုင်းတဲ့နေမကောင်းရင်တော့ဆီးကုပေးသေးတဲ့80ပြည့်နှစ်စီကရဲဘက်ရောက်ခဲ့ဘူးတဲ့ရုံတင်ချွေရဲ့ပြောပြချက်တွေပါ ်အခုတော့တောင်နောက်ရွာကမိတ်ဆွေတွေကိုပုတ်ပါတောင်ကလကနေမှန်းမြော်လွမ်းရော်ပြီးနှုတ်ဆက်နေမိတယ်။မိတ်ဆွေများစမ်းမှဖို့မြစ်တာဖို့ဖြစ်တယ်။တောင်ကလပေါ်ကပြန်အစင်းမှာတောင်ချီစီကအတန်ချက်ဆက်တန်ကတောင်ပေါ်ကိုဝဲပြန့်လာတယ်။အဆိုတော့ဒေါ်နစ်တင်များရဲ့အတန်ထင်ပါရဲ့တဲ့တဲ့တခါလေချောင်းတင်းတဲ့အခါကြဲကြဲကြားရတယ်။ကြဲကြဲကြားရချိန်ကတီးလုံးဖြစ်နေပြန်ရော။အဘဘုံမင်းခေါင်ရဲ့ကျေးဇူးတရားကိုဖွဲ့ဆိုထားတဲ့ ဲ့ခစ်တင်ခစ်တင်နဲ့ချင်းပေါ့စင်းလာတဲ့ဖျားမှုတွေကိုဂယူးဆိုင်သူဆိုလို့အချိုရည်ဘူးအချိုရည်ရောင်းတဲ့ဈေးတဲ့ပဲရှိတယ်။မော်မင်းတန်းတို့တွေအနှွေးတဲ့တွေချွတ်ကြရပြီလေ။ပုပ်ပါတောင်ချီမှာအေးအေးဆေးဆေးနားကြတယ်။မိစေတွေအားလုံးပြန်ဆောင်ဖို့အချိန်ပေးရတယ်။ကလေးငယ်တွေပါလိုက်ကြလိုက်ပါကြတာကြောင့်ဒီလို အချိန်ယူပြီးလူပြန်စုရတယ်။ အပြန်ခဲ့ဤပုပ်ပါမျိုးတစ်ထောင်လာတော့မလကာတီဩစာတီငှက်ပြောတီနဲ့ပန်းတယ်တွေဝိုင်းအောင်လာကြပြန်ရောအသွားတုံးကထက်အပြန်မစည်းတယ်တွေပူများလာတယ်လို့ပဲအခုလိုခยีသွားရမှာအဲအပြန်လက်ဆောင်ဝယ်နေကြသူတွေကဝယ်လေးရှိတယ်ပိုက်ဆံလက်ကျန်ရှိရင်ပေါ့တချို့ကတော့လေအပြန်လက်ဆောင်အဖြစ်ဘာမှဝယ်လေးမရှိကြဘူးဝါသနာမပါဘူးလို့ဆိုရမယ်ထင်တယ်ဩစာတီတလုံးကိုကြက်90တဲ့ခက်ကြဲကြဲရက်ထားတဲ့ ဲ့ဩဇာတိ၁၀လုံး၁၅လုံးဆန့်ချင်းတစ်လုံး၂၀၀တဲ့ ပုံပါကအပြင်းနိလေစာကိုစိတ်ထိမ်မှစားကြမယ်လို့စီစဉ်ပြီးခါမှာချောင်းမဆိုတဲ့ကားသမားတွေနားကြတဲ့ကားစခန်းမှာစားဖြစ်ကြတယ်။ဆပယ်ယာဒရိုင်ဘာစူပန်းနီနဲ့မိုးစန်တို့ကတစပွဲ၊ကျန်တဲ့မိတ်ဆွေတွေကနီးဆက်ရာစပွဲတွေဝင်ထိုင်ပြီးစားကြတယ်။ကြက်သားကာလာသားချက်ဝတ်သားစိတ်သားနာနုခဲတွေမှစားလို့ရတဲ့ဝင်းတန်ကြီးဆိုတဲ့ထမင်းဆိုင်လေးထဲမှာကျွန်တော်တို့ရဲ့ထမင်းမာတန်၊ဟင်းမာတန်တွေညံလို့အရက်ကြော်ညာ စတာတွေအမျိုးစုံမှရှိကြတဲ့အရက်ကြော်ညာမော်ဒယ်လေးတွေတောင်မှကျွန်တော်တို့ထမင်းမာတန်တွေကြတော့အံ့ဩကြရတယ်ဝင်းတိန်ကြီးမှာတယောက်900နှုန်းနဲ့ရှင်းကြရတယ် အပြန်ခရီးကိုပျော့ပျော့ရွှင်ရွှင်ရဲရဲမောမောနာနာနီနီဖြည်းဖြည်းစီစီပြန်ခဲကြရမှာဇလင်းသူဇလင်းသားတွေတာမကဦးထေရွာနဲ့မကြီးပြင်မှုရွာကဆွေမျိုးတွေကိုတတိယနေမိတယ်။သူတို့လိုင်လဲမွေးထွေးပုံကမိရဲ့ဆရာမရှိဘူး။ဦးထေရွာသားဥဒေရွာသွားတော့တွေ့ခဲ့ရတဲ့ပတ်ဝန်းကျင်အလားနဲ့ဘန်ခရီးစွန့်စားခန်းတွေလည်းအမှန်ရနေပါလေ ဟုတ်ကဲ့ပါရှင်။ဆရာကြီးနီပူလေးရေးသားထားတဲ့ကြီးပြားရောင်လိမ္မော်ရောင်မဟုတ်ကနီရောင်မတ်တိုင်များဆိုတဲ့ခီးတာဆောင်ပါလေးရတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီနော်။အာအညွာခီးသားဆောင်ပါလေးကြီးပဲစတိုက်ဖက်နေတော့လေနားထောင်ရတဲ့ကလစ်ကအမျိုးတွေပြင်းနေကြပြီလားမသိဘူးဒီဆောင်ပါပြီးရင်တော့အညူဝိထုတို့ဝိထုရှိတွေပြန်ဖက်ပေးသွားပါမယ်နော်ခီးတွေကိုတော့နောက်မှတစ်ခေါက်ထပ်သွားကြတာပေါ့နော်ဒါဆိုရင်အညူတို့နောက်ထပ်ခြာကောင်းလေးတွေနဲ့ပြန်တွေးကြမယ်နော် အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။အားလုံးဘေးကင်းကြပါပြီးစိတ်ပင်ပန်းမှုများကင်းဝေးသောနေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်။